္ဂလာပါရှင်။နွေမာလာလေးရက်နေ့အတွက်မြို့တော်ရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမကတော့အင်ချူးမေပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ပြည်သူတွေကိုနိုင်ငံရေးအရှုပ်အထွေးကြားဝင်မပါဖို့ပြောတယ်။အဆိုတော်ဂျေဖိုင်းယာဝေဖန်ခံနေရတဲ့သတင်းအပါအဝင်စိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်မရှင်ရဲ့မတရားဖမ်းဆီးတာခံရတဲ့လူငယ်၁၀ဦး စစ်တင်နှန်းကိုပို့ဆောင်စဉ်လမ်းခူးလက်မှာအဆောက်အဦကိုတိုက်ခိုက်ကထွက်ပြေးလွတ်မြောက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရွှေဘိုမြကြီးနားလမ်းပေါ်မှာရှိတဲ့ကံဘလူမျိုးနဲ့စပယ်နှက်တာစစ်စေးရေးခိတ်ကနေဖမ်းဆီးသွားတဲ့သူတွေကလူငယ်၁၀ဦးဟာစစ်တင်နှန်းကိုပို့ဆောင်စဉ်လမ်းခူးလက်မှာအဆောက်အဦကိုတိုက်ခိုက်ကထွက်ပြေးလွတ်မြောက်လာတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလတတိယဘက်ကစပယ်နှက်တာစစ်စေးရေးခိတ်မှာဖမ်းဆီးခံရသူတွေက အသက်၂၀ကျော်အရွယ်လူငယ်၁၀ဦးကို ကမ်ဘလူမျိုးနဲ့အမြောက်တက်6006ကိုပို့ဆောင်စင်မှာထွက်ပြေးလို့လွတ်မြောက်လာခဲ့တာလို့သိရပါဗျ။ထွက်ပြေးလာတဲ့လူငယ်တွေဟာကမ်ဘလူမျိုးနဲ့နဲ့ပတ်ဝန်းကျင်ဒေသကဖြစ်ပြီးခရီးသွားစဉ်မှာစပယ်နတ်သားစစ်စေးရေးဂိတ်မှာဖမ်းဆီးခံရတဲ့သူတွေဖြစ်ကအဆောင်တွေကိုတိုက်ခိုက်ပြီးလက်နက်တွေပါယူဆောင်ထွက်ပြေးလာစဉ် PDF ရဲဘော်တွေနဲ့တွေ့ရှိခဲ့တာလို့သိရပါဗျ။အဆိုပါဂိတ်စခန်းဟာစစ်သားတွေနဲ့ပြူစောထီတွေတပ်ဆွဲထားတဲ့စစ်စေးရေးဂိတ်ဖြစ်ပြီးခရီးသွားပြည်သူတွေကိုဖမ်းဆီးတာမှာ နာမည်ဆိုးထွက်နေတဲ့ဂိတ်စခန်းတစ်ခုလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလအတွင်းမှာပဲမိန်းကလေးငယ်ရဲ့အပါအဝင်ခရီးသွားပြည်သူ80ဦးထပ်မင်းလေးကိုဖမ်းဆီးခဲ့တယ်လို့လည်းဒေတာရင်းတော်လိုင်းအရာစုတွေကထုတ်ပြန်ထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပြည်သူတွေကိုနိုင်ငံရေးအရှုပ်အထွေးကြားဝန်မပါဖို့ပြောတဲ့အဆိုတော်ဂျေဖိုင်းယာဝေဖန်ခံနေရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အဆိုတော်ဂျေဖိုင်းယာဟာဖြောပြပွဲတစ်ခုမှာပြည်သူတွေကိုနိုင်ငံရေးအရှုပ်အထွေးကြားဝန်မပါကြပဲ။ မိမိကိုယ်ကိုမထိခိုက်အောင်နေဖို့ပြောဆိုခဲ့တာကြောင့်ငွေပန်းခံနေရတယ်လို့သိရပါဗျ။ဆိုရှယ်မီဒီယာမှာပြန့်နှံ့လာတဲ့ဗီဒီယိုဖိုင်အရာအဆိုတော်ဂျေဖိုင်ရဟာလိုင်းပေါ်မှာဘလို့ပဲအာချောင်အာချောင်ဒီနိုင်ငံကိုအယမ်းချစ်တယ်။ဒီနိုင်ငံမှာဘာဖြစ်နေလဲ။ဘသူကဘာတွေလဲ။ဘသူကဘာစကားတွေပြောနေရလဲဆိုတာကိုကျွန်တော်ဂျေဖိုင်ရစဉ်းစားနားလည်တတ်ပါတယ်။ပြီးတော့ဒီခေတ်ဒီခါလို့ဒီလိုပြက်ကက်ကာလဒီလောက်ရှုပ်ထွေးနေတဲ့နိုင်ငံရေးမှာကိုကအမှုပညာသမားတယောက်အနေနဲ့ ကိုမိဘကိုဆွေမျိုးကိုမိတ်ဆွေအပေါင်းအသင်းတွေကိုဘလို့ဆက်ပြီးစောက်ရှောက်ရမလဲဆိုတာကိုညံနဲ့စဉ်းစားတတ်ပါတယ်။မိမိကို မထိခိုက်အောင်နေပါ။အဲ့ဒါမှပဲမိမိမိဘကိုမထိခိုက်အောင်လှုပ်ကြွေးနိုင်ပါလိမ့်မယ်။မိမိပတ်ဝန်းကျင်ကိုမထိခိုက်အောင်လှုပ်ကြွေးနိုင်ပါလိမ့်မယ်။နောက်ဆုံးမှမိမိနိုင်ငံကိုပြောင်းလဲနိုင်ပါလိမ့်မယ်။အရင်ဆုံးကိုကိုကိုမထိခိုက်အောင်စောက်ရှောက်ပါလို့ပြောဆိုခဲ့တာပါ။အခုလို့စင်မြင့်ပေါ်မှာပြောကြားခဲ့တဲ့အတွက်အစိုးရဂျီဖိုင်းအားကိုတော်လန်ရေးအင်အားစုတွေနဲ့ ော်လန်ရေးဘက်မှာအဖက်ဖက်ကပါဝင်နေကြတဲ့ပြည်သူတွေကဘိုင်းကော့ပြုလုပ်ဖို့တိုက်တွန်းနေကြပါတယ်။ဂျေဗိုင်းရရဲ့ပြောဆိုမှုကပြည်သူတွေကိုတော်လန်ရေးမှာမပါဝင်မှုတွန်းအားပေးတဲ့သဘောဖြစ်တာကြောင့်စစ်ကောင်မရှင်အလိုကျပြောပေးတာဖြစ်နိုင်တယ်လို့စစ်ကောင်မရှင်နဲ့ပတ်သက်သူတွေကိုဘိုင်းကော့ထိထိရောက်ရောက်ပြုလုပ်ဖို့ဥဆောင်တောင်းဆိုနေတယ်။ Fake New Chat Community ဘာမှကဖော်ပြထားပါတယ်။အဆိုတော်ဂျေဗိုင်းရဟာစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပြီးအာဏာရှင်ကိုစန့်ကျင်ခဲ့တဲ့ပြည် နိုင်ငံတော်အကြီးညိုပြည့်စုံမှု905ကကြီးဖြင့်ဖာဝယံထုတ်ခံခဲ့ရဘူးတော့လေခံဝင်ကတိနဲ့ပြန်လည်လွတ်မြောက်လာတဲ့အတွက်ဝေဖန်ခံခဲ့ရပူပါသေးတယ်ရှင်နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ TNL ဆုတ်ခွာပေးမဲ့မိုးကုံမျိုးကိုအညာကတော်လန်ရေးအင်အားစုတွေကာကွယ်မယ်လို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်မိုးကုံမျိုးကိုကာကွယ်ဖို့အတွက်အညာမတော်လန်ရေးအင်အားစုတွေအနေနဲ့လာရောက်ပူးပေါင်းမှုတွေရှိသလို့ ဒေသခံပြည်သူတွေကလည်းမြို့ကာကွယ်ရေးအတွက်တက်နိုင်သလားဝိုင်းကူပြင်ဆင်လုပ်ကင်ပေးနေတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့အော်တိုဘာလ29ရက်နေ့ကတရုတ်နိုင်ငံရဲ့ဂျာဝင်စစ်ဆန်မှုနဲ့တအောင်းတက် TNL ဟာအပြေခတ်ရက်စဲရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ပြီး၎င်းတက်တွေရှိရာမိုးကုန်းနဲ့မိုးမိတ်တို့မှပြန်လည်ဆုတ်ခွာမယ်လို့ထုတ်ပြန်ကြေညာခဲ့ပါဗျ။ TNL ရဲ့ထုတ်ပြန်ချက်ထွက်ပေါ်လာပြီးမကြာမီမှာပဲမိုးကုန်းရှိမန္တလေး PDF မိုးကုန်းဖြူဟာ TRI ဖြူဟာ အညာပြူဟာနဲ့အခြားမျိုးဥဒေါ်လာရေးအင်အားစုတွေကမိုးကုန်းနဲ့မိုးမိတ်တို့ကိုဆက်လက်ကာကွယ်သွားမယ်လို့ထုတ်ပြန်ကြေညာခဲ့ကြပြီးပူပေါင်းပါဝင်လို့တဲ့ဒေါ်လာတပ်ဖွဲ့တွေကိုလည်းဖိတ်ခေါ်ခဲ့ကြပါတယ်။အဆိုပါဖိတ်ခေါ်မှုအပြီးယခုအခါမှာတော့မိုးကုန်းမျိုးရှိဒေါ်လာရေးအင်အားစုတွေနဲ့ပူပေါင်းမှုအညာမဒေါ်လာရေးတပ်ဖွဲ့အချို့မိုးကုန်းမျိုးပေါ်တို့ရောက်ရှိလာနေကြကဒေသခံပြည်သူအချို့ကလည်းမိုးကုန်းမျိုးကာကွယ်ရေးအတွက်ဒေါ်လာရေးအင်အားစုတွေနဲ့ပူပေါင်းပြီး သူတို့တက်နိုင်တဲ့ဘက်ကနေဝိုင်းဝန်းကူညီမှုတွေလှုပ်ဆောင်နေကြတယ်လို့သိရပါဗျ။တိုက်ပွဲတွေဖြစ်ပေါ်လာမှာဆိုရင်လည်းအတော့အချို့ပြည်သူတွေကလည်းမိုးကုံမျိုးကနေစပေးရှောင်းနာတွေကိုစတင်ပြုလုပ်နေတာတွေရှိသလိုကားကအနေနဲ့တဦးကို9သိန်းခန့်ဈေးပေါင်နေတယ်လို့သိရပါဗျ။ဒါအပြင်မိုးကုံမျိုးတွေမှာလည်း TNL ရဲ့အုတ်ထုတ်ရေးပိုင်းမှာအငွေရန်ဝင်တဲ့အချို့စတင်ရွှေ့ပြောင်းနေကြပြီးအရေးကြီးရုံးပိုင်းဆိုင်ရာပြည်သူတွေကိုလည်းတယ်ယူရွှေ့ပြောင်းတာတွေပြုလုပ်နေတယ်လို့သိရပါဗျ။ ်ချီယန်လီအနေနဲ့မိုးကုန်းနဲ့မိုးမိတ်တို့မှာဘယ်နှစ်နောက်ဆုံးထားပြီးပြန်လည်ဆုတ်ခွာမယ်ဆိုတာမျိုးတရားဝင်ထုတ်ပြောထားခြင်းမရှိပေမဲ့မြေပြင်ဒေါ်လာရေးအင်အားစုတွေကတော့နိုဝင်ဘာလမကုန်ခင်အပြီးဆုတ်ခွာသွားနိုင်ခြေရှိတယ်လို့ပြောဆိုမှုတွေလည်းရှိနေပါတယ်ရှင်။မြို့တော်ရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပြီးဆရာနာရှင်စနစ်ဆိုးလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့ ဘာဝဘေးအန္တရာယ်အတွေ့အကြုံမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်အခွေသားများကစုမုံကောင်းတောင်းလိုက်ရပါတယ်ရှင်။